ရွာတော့အုံးကျွတ်ကျွတ်ဒီရွာမိုးရွာလုံးမိုးတို့ထိုင်ရရက်တွေလည်းရှိတယ်။နောက်တစ်ခေါက်ပြန်ရင်လည်းနောက်တစ်ခေါက်ထက်ရွာတစ်နှစ်ကြာပြီးမှနောက်တစ်ခေါက်ထက်ရရထက်ရထက်ရွာဟောကျွန်တော်ကဟောတတ်ပါကျွန်တော်ခုနောက်ပိုင်းစဉ်းစားထားရပြကျွန်တော်လိုမျိုးဟိုမိုးခေါင်ရေရှာဒီသားတွေတွားပြီးတော့ကားရိုက်ကိုကျွန်တော်စဉ်းစားထားပါပရိုက်တာအနေနဲ့ပေါ့နော်အဲ့လိုမျိုးစဉ်းစားထားကျွန်တော်တွားပြီးတော့အဲ့မှာမိုးရွာပါလေဟော လေးတယောက်ဆောင်အင်္ဂလိပ်ကြော်လေသူ့ဇောက်ထိုးရိုက်တဲ့ခံပေါ့နော်အဲနောက်နောက်တစ်ခါပြန်ရင်ဇောက်ထိုးရိုက်တဲ့ခံမှာအဲ့လိုတန်းမှချိတ်ပြီးတော့သူ့ဇောက်ထိုးရိုက်တဲ့ချိန်မှာရိုက်ပြီးတော့ထုတ်ကြလိုက်ချိန်မှာခရီးကတည်းကအော်ငါမင်းတော့ခေါ်လို့မရတော့လုံးဝခေါ်လို့မရတော့နှာခမ်းတွေပြရတော့လို့ဖြူဆုပ်တာအာပြီးတော့ရိုက်တဲ့ချိန်ကညတနားခွဲနှစ်နာရီလောက်ဆိုတော့လေ အဲသူ့အမေကိုလည်းအမဘယ်လိုဖြစ်တာလဲမဟုတ်ဘူးတမီးကလည်းအမြင့်လည်းကြောက်တတ်တယ်တဲ့ပြီးတော့ညာတားမိုးချုပ်သွားတော့လေသူအိတ်ငိုက်ညာတနေ့လုံးပင်ပန်းတာတော့အားနေပြီးတော့သတိလဲသွားပါဘောနော်အဲ့ခံကတော့အပြင်မှာတော့ကြောက်ခဲ့ရတာပါကြာရီခတ်သွားပေါ့ဒါပေမဲ့ခဏပါပဲသူခဏလေးနားလိုက်တော့ပြန်ကောင်းသွားအော်ဒီရတော့ဆော့ဆာကြီးတော့ဇလန်တွဲဗျအပိုင်း၁၀ပိုင်းပါတယ်ဇလန်တွဲလို့နော်ဇလန်တွဲကိုကျွန်တော်က WeFit ဆော့ကိုရီးယား ရုပ်ရှင်ကားကြီးတကားရိုက်ချင်တယ်ဆိုတော့ကျွန်တော်ကတော့ကျွန်တော်မှရုပ်ရှင်ကားကြီးနဲ့ပတ်သက်တဲ့ဇလန်တော့မရှိဘူးဇလန်တော့တခုရှိရဲဆိုတော့တို့ပြကြည့်ပြကြည့်ရဲကတော့တို့ကအဲ့ဒီဇာလေးကိုရုပ်ရှင်ဖြစ်ပြောင်းလို့ရနိုင်မလားဆိုတော့ကျွန်တော်မိုးနဲ့တိုင်နေပြီးတဲ့အခါကျတော့ရုပ်ရှင်ဇလန်ဖြစ်သွားတာပေါ့နော်ဆိုတော့အစကတော့ဇလန်တွေအားလုံးစိတ်တိုင်းကြောက်ပါတယ်တရုတ်ဆောင်နေရောဘာရောကျွန်တော်ကိုကျွန်တော်ပဲစိတ်တိုင်းမကြောက်အဲ့လိုပါပဲကိုကားလေးကိုပြန်ကြည့်ရင်ပြီးတော့အချိန်ကလည်းနှစ်နှစ်လောက်ရှိပြီဆိုတော့เนาะဟုတ်တယ်အဲ့ဒါကြာအခုချိန်ပြန်ရရင်တော့အဲ့တဲ့ပို့ပြီးတော့ ပို့ပြီးတော့ရည်ရပြီးတော့ပို့ပြီးတော့တွက်မယ်လို့ထင်ပါတယ်။အဲဒီတော့ကတော့တက်တလောက်မှတ်တလောက်အကောင်းဆုံးလုပ်ခဲ့တာပဲ။ကာရက်တာရွေးချယ်မှုကတော့ဒီဇာကာရဲ့အဲတရုပ်ဆောင်ရွေးချယ်မှု80ရာခိုင်နှုန်းလောက်က production ကလုပ်တာပါ။ production ကတော့သူတို့ကဒီလူဒီလူဒီလူတွေရွေးချယ်ထားတယ်။အဲဒီထဲမှာအကိုဘသူ့ကိုထပ်ပြီးတော့ထက်ထက်ရင်လဲဆိုတာမျိုးတွေပြောလာတယ်လေ။ဆိုတော့သူတို့ကလည်းကျွန်တော်ဇန်းနဲ့ဖက်ကြည့်လိုက်တဲ့ခါကျအကုန်လုံးကကိုက်နေတယ်။မင်းမင်းမို့ဗျာအဲကျွန်တော်ငင်းရဆရာအဲအဲ့ဒါနဲ့ကျွန်တော်လက်ခံရရှိဖြစ်တာပါ ဒီရုပ်ရှင်ကားမှာဒီကပထမအောင်ဆုံးပေါ့ဟုတ်ဘူးလေသရုတ်တော်ရောက်တွေ့ကြောင်းမြင်အော်ဆရာဆရာသရုတ်တော်ရောက်တွေ့ကြောင်းမြင်ဘယ်ကြိုင်အုံနောက်ကတိတ်မကောင်းတော့အဲသရုတ်တော်ရောက်တွေ့ကြောင်းမြင်ပြီးတော့အိမ်မြောင်ပေါ့နော်ဂျာအဲမှာဂျာထဲမှာရောခုတည်းဂျာမှာမရှိဘူး so အိမ်ညာကတော့ခရင်ဟိုကားနဲ့မတူဘူးပေါ့နော်အဲ့လို horror comedy ကားမျိုးလေးဆိုတော့ကိုတက်ရိုက်ထားပြန်ကြည့်ရတဲ့အချိန်မှာအဲ့လိုတစ်ခုနဲ့တစ်ခုအာဟာ အရေးစရာလည်းကောင်းတယ်ပြီးတော့နောက်ဆုံးဆင်းလို့လည်းတော်တော်သဘောကျရင်ဘွားကိုအန်နီကိုမေ့နေရဟုတ်လားမေ့နေပြန်ကြည့်မှာအော်အဲ့လိုမျိုးလေးဆိုတော့သဘောတော်တော်ကျရပေါ့နော်ဒီကားလေးကကြည့်ပေးကြပါလို့ပြောတယ်မင်းအဲ့တော့ပို့ပြီးလေးပြန်လို့လို့ငါဒုက္ခပဲငါအန်နီလေးကိုရိုက်ပြထားမကြည့်ကြတော့ဘူးလားတော့ပါတော့ပါသေးရဲ့အလုံးပြည့်ရဲ့ဒီကြည့်ရဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်တယ်အန်နင်တီကြည့်စီချင်တယ်ပေါ့နော်ဒါဟိုဒီမှာလှဲ့ကွက်လေးလည်းထည့်ထားတော့တော်တော်သဘောကျတယ်ဟုတ်တယ်ဟုတ်အဓိကဟိုကတော့ထုတ်လို့ရရနေကျွန်တော်ပထမဆုံးစပြီးကန်လန့်နေတယ်ကန်လန့်တဲ့ခါကျကျွန်တော် ဂိုင်တာဘယ်သူလဲလို့မေးလိုက်တဲ့ခါကျတော့အဖို့အရင်ဆုံးပြောကြတယ်။အဲ့ဒါလည်းတော့မဟုတ်ဘူး။မဟုတ်ဘူးကိုကျွန်တော်ကတင်မသိနဲ့နော်။ကျွန်တော်တကယ်ခုမလင်းပြောကျွန်တော်ကကိုသားကြီးရဲ့လက်ထွက်တင်နေတယ်ကျွန်တော်လို့လို့ရအောင်။အော်ကိုသားကြီးကတော့ဒီနေ့လုံးလုံးပါစားလာပါအဲ့ဘက်ကိုကျွန်တော်ကဒီကိုသားညီဆိုတဲ့အခါကျစုံလဲစုံမြင်လဲအရင်လဲဒီအူတွေကတော်လဲတော်ကြတယ်ပြီးတော့နောက်တစ်ခုဒီကိုကျန်တို့ အာမမမီမီမိုးလို့ဆိုလည်းဒါအရန်တော်တဲ့အမှုများခြင်းတွေတခါကြတော့အဲကျေးဇူးတင်ပါတယ်စုံမှုကျင်တာပေါ့ကျွန်တော်တို့ကစူးစမ်းနေတဲ့လူတွေတယောက်နေစုံမှုကျင်တဲ့ခါကြတော့လက်ခံလိုက်တဲ့ခါကြတော့အရန်လည်းတင်ပေးကြတယ်ဒီအကိုဆိုရင်လည်းပဲကိုသက်ဆိုရင်လည်းဒါရက်ခွေးအပြင်မှာပါတခြားတင်ပေးတယ်ဒီလေဘလို့နေဘလို့ထိုင်ရှေ့လျှောက်ကြံဘလို့နေနဲ့မစုံနိုင်သေးတယ်ဘလို့နေအများနဲ့တင်တယ်ကိုကျန်းလို့ဆိုလည်းဒီလိုပဲတင်တယ်အဲ့တော့ဘူးအရန်လည်းကျေးဇူးတင်ပါတယ်ဒီလိုဟုတ်ပါဘူးဆုံးအောင်ကုန်မယ်၄ရက်အောင်ဆုံးမယ်အကုန် တော့ဒီကြိမ်ထဲမှာဆိုတော့အကုန်လုံးကတော့ကြောက်အဆုံးမဆုံးချင်လဲဆုံးပါမဆုံးချင်လဲဆုံးပါရှူတမလဲဆုံးပါကားထဲမှာလဲဆုံးပါမကြောက်ဘူးဖြစ်နေရတော့ကွာလာချောက်တာကိုလေမမေဘူးကွာ तू တရက်လောက်ကကြောက်မှာမဟုတ်ဘာဖြစ်လို့ तू ကမြင်တာကချောနေအဲအမတ် ဘိုးလိုလေးလားအဲဘိုးလိုလေးတော်တော်ကြက်ယူပါအကြက်ယူပါလားဟုတ်လားကျွန်တော်ထားခဲ့တယ်ဘယ်လိုပြီးတော့ခါခဲ့လဲဆိုတော့ကျွန်တော်အင်္ဂလိပ်တော့ရမ်းကျွမ်းနေအပြင်မှာရမ်းကျွမ်းရတယ်အော်မကျွမ်းရအောင်ဆောင်းမကျွမ်းရအောင်ဆောင်းနေဩကာလိုက်တာကျွေးတာမှားပါအဲ့ဒါကိုပြောကြတယ်ကိုကျဲစုံတော့မဟုတ်ပါဘူးဟိုသူကအရင် flash back မှာယူတာ flash back မှာနေလည်းပါသေးတယ်ဒါမှလည်းတော်တော်ပြင်းမှန်းပါတော်တော်ပြင်းမှန်းတယ်ဝှထားဝှထားရတာအဲ့ပြောအဲ့ဒါကြီးသူ့မြန်ရှူနေရအဲ့ဒါကြီးလာပြီး makeup တွေလဲနေငါတို့ယူထိုင်စားအောင်ညာ ုစင်းပါမှရိုက်ပြီးရင်မပါသေးအဲ့အဲ့ဒါပဲဝတ်ထားရတာဆိုတော့နည်းနည်းလေးခိုင်းကိုင်းနေတော့မတူဘူးပေါ့ဒီကားဆိုလေမီးချိန်ရတာလဲကြာကြာတဲ့ခါကျလေသူတို့မှအိုက်ဝတ်ဆောင်ကြီးပို့ပြီးတော့ထိုင်ဆောင်နေတာလေသူတို့အကြာကြီးပဲနောက်ကျွန်တော်ရိုက်တော့ဆိုရင်ဖျားပွဲစည်းနဲ့တဲ့တဲ့ဤတူတာဟုတ်ဟုတ်ကြာဖျားပွဲစည်းနဲ့တဲ့တဲ့တူတော့ဖျားပွဲစည်းတန်ခါးငါးနာရီခွဲရနေပြန်ညအာကိုနာကြီးစေနိုင်လောက်ကြီးကပွဲစည်းရအတန်မတိတ်မတိတ်တဲ့ခါကျတော့အဲဒီအတန်တိတ်မှရအချိုးရတယ်ဆိုလို့နှစ်နာရီသုံးနာရီမိုးလေးနဲ့ရက်တယ်ညာ ရွာတာဗောသားကြီးပဲရွာတာမအုံးကျွတ်တွေရွာမိုးရွာလို့မိုးတို့ထိုင်ရရက်တွေလည်းရှိတယ်နောက်တစ်ခေါက်ပြန်ရင်လည်းနောက်တစ်ခေါက်ထပ်ရွာတစ်နှစ်ကြာပြီးမှနောက်တစ်ခေါက်ထပ်ရရထပ်ရတော့ထပ်ရွာဟောကျွန်တော်ဟောတတ်ပါကျွန်တော်ခုနောက်ပိုင်းစဉ်းစားထားရဗျကျွန်တော်အဲ့လိုမျိုးဟိုမိုးကောင်ရေရှာဒီသားတွေတွားပြီးတော့ကားရိုက်ကိုကျွန်တော်စဉ်းစားထားဗောပရိုက်တာအနေနဲ့ဗောနော်အဲ့လိုမျိုးစဉ်းစားလာကျွန်တော်တွားပြီးတော့အဲ့မှာမိုးရွာမှာလေဟောတန်းဆက်တယ်အကျွေတွေအဆာ ဥပစံရဲ့ကျွေဇကားရိုက်တဲ့ကကျွန်တော်ရိုက်ပြီဆိုရင်မိုးရွာအဲ့လိုမျိုးတော့မရှိဘူးဗျဒီကားမှာအဲ့လိုမျိုးဖြစ်ရမျိုးကျွန်တော်မရှိဘူးဒီကားမှာအဲ့လိုဟိုတဲတဲ့ရင်ကိုဖြစ်ရကတစ်ခုပဲရှိရဲအဲ့ဒါဘာလဲဆိုတော့ဟိုကလေးတယောက်ဆောင်အေဂရီဆိုတော့လေသူ့ဇောက်ထိုးရိုက်တဲ့ခံပေါ့နော်အဲ့နောက်နောက်တစ်ခါပြန်ရင်ဇောက်ထိုးရိုက်တဲ့ခံမှာအဲ့လိုတန်းမှချိတ်ပြီးတော့သူ့ဇောက်ထိုးရိုက်တဲ့ချိန်မှာရိုက်ပြီးတော့ဖြုတ်ကျလိုက်ချိန်မှာကလေးကတည်းတက်ပါအော်နောက်မင်းကခေါ်လို့မရတော့လုံးဝခေါ်လို့မရတော့နှာခမ်းတွေပြရတယ်လို့ဖြူဆုပ်တာအာ ပြီးရိုက်တဲ့အချိန်ကညတနာရီခွဲနှစ်နာရီလောက်ဆိုတော့လေအဲသူ့အမေကိုလည်းအမဘလို့ဖြစ်တာလဲမဟုတ်ဘူးတမီးရလို့အမြင့်ကိုလည်းကြောက်တတ်တယ်တဲ့ပြီးတော့ညကတအားမိုးချုပ်သွားတော့လေဒီအိတ်ငိုက်ညာတနေ့လုံးပင်ပန်းတာအားနေပြီးတော့သတိလျော်သွားပါတော့အဲ့ခံကတော့အပြင်ပါမှာတော်တော်ကြောက်ခဲ့တာပါပြာရီခတ်သွားပေါ့ဒါမဲ့ခဏပါပဲသူခဏလေးနားလိုက်တော့ပြန်ပေါ့ဟုတ်တယ်မတရားလို့တော့မလို့တော့မေးလေးကိုသိချာစီစီရီနဲ့မှာ၆တော့ကတော့တော့တာရင်ကြီးရဲ့အချိန်မှာကိုယ့်ကိုယ်တော်လက်အောင်အကိုလည်းအမလေး ဆက်လာတော့တင်းရမိမရလူပြည့်ပြည့်တင်းရပြည့်တူတယ်အဲ့ဒါကိုကျွန်တော်တင်းမိမရဲ့တဘာဝပဲမိမရဲ့ဘာလို့မတူတာမတူလို့ပြောရတယ်အမ်မဟုတ်ဘူးညာနော်တူမှာပဲတော့တော့မိမတော့ဘာမတူဘူးပတ်သက်ရပြီးတော့ခင်ဗျားတို့တော့ဟဲ့ဟဲ့ရေတော့လိုက်တာဟိုဟာဒါတော့ဟွာပေါ့ အဲ့လိုပဲပြောပါဦးအဲ့လိုပြောမှာနော်အေးရအောင်တောင်းခံရအေးရအောင်တောင်းခံရအဓိကလေဒီဇက်မှာကျွန်တော်စပြီးတော့ရိုးချက်လိုက်ပြီဆိုတော့ကျွန်တော်စဉ်းစားလိုက်တဲ့အခါကျတော့လေဒီကျန်တဲ့သူတွေကဒီရိုးရိုးပိုင်းဆိုင်ရာကျွန်တော်လည်းအားလုံးပါတဲ့သူတွေကျွန်တော်တယောက်ပဲရိုးဆိုးတာရိုးဆိုးတဲ့ခါကျတင်းနေတာတကွာငါအဝတ်စားနဲ့လိုက်တဲ့ဒီလူတွေကမပြောင်းမဟုတ်ဘူးဆိုတော့အဲ့တော့ကျွန်တော်ပြောလိုက်တယ်ကျွန်တော်မန်နေဂျာကိုကိုကျွန်တော်စစ်ချက်ဒါတကလုံးစစ်ချက်ရင်းမဟုတ်ဘူးမလားနဲ့ ဘလားနဲ့ဘလားနဲ့ရိုက်ကြတော့မယ်ဆိုပြီးဘောင်မီတိုလေးတွေလည်းလို့အဲ့တော့ဟိုမှာရိုက်ရိုက်နေတဲ့ချိန်မှာခပ်ပြီးတော့ဆွဲစားကန်းနေကြတော့အခုလက်ကမ်းလာမှုတွေကကြီးကြီးတွေပေါင်လုံးလေးပေါအောင်ပေါင်လုံးလေးပေါအောင်လို့လုပ်တင်နေတယ်ဘောင်ကြတော့အဲ့လိုမျိုးပေါင်ရင်ဆွတ်ဆွတ်လန်နေတဲ့ဘက်ကအဓိကတော့လေကျွန်တော်တို့ကပြန်ကြိုးစားခြင်းနဲ့ဒီလည်းဖြစ်တဲ့ခါကျကျွန်တော်ခုကြည့်လိုက်တဲ့ခါကျအကုန်လုံးနဲ့မှအားလုံးတော်တယ်ကျွန်တော်တယောက်ပဲအားနည်းချက်ရှိတယ်မရှိပါဘူးကောင်းပါတယ်ကောင်းပါတယ်ဘာလို့လောဘတားရှိတယ်ကျွန်တော်တားလုံးပြခြင်းနဲ့ဒီတယောက်လေ အရင်လည်းပဲကျွန်တော်ကျေးဇူးလက်တင်နေတယ်ဟိုအကူရောဒီကိုတဲရောဒီအမမမင်းကြီးရောမမမင်းကြီးရောညအများကြီးပဲအလုံးကျေးဇူးတင်နေတော့ဘာကြောင့်လဲဆိုတော့ရှေ့မှာကျွန်တော်လွန်ခဲ့တဲ့တလကျွန်တော်လောက်ကလူချင်းကားတကားတင်ပြီးအဲ့မှာတော့ကျွန်တော်ဇုံဝင်ကန်းလေးနဲလို့ပြောလို့ကျွန်တော်ရဲ့ခံနေပြည့်တဲ့ကြာငါတို့ကြည့်ကောင်းမချင်မှမပြောက်သွားရဲကွာတဲ့အာမရလိုက်တာလို့ပြောတဲ့သူဒီအားလုံးလေဒီအိမ်ကလူချင်းကားကြီးလာကြည့်ကြပါဦးဒီမှာဆိုကျွန်တော်ဇုံဝင်ကန်းလေးအများကြီးပဲနော် ကျိုးလဲကျိုးလာတာလည်းတော့ဘူး။အရင်လည်းကျေစုတင်ပါလေ။ပအောင်ပတ်သက်တဲ့စီရာလေ။ဟုတ်။အဓိကတော့ဒီဇလန်ရဲ့ပိုင်ရှင်မို့ပေါ့နော်။မို့ပေးထားပါ။အိမ်မြောင်လို့သူကအိမ်မှာကန့်မြောင်ဆွဲနေတဲ့တရေတွေပေါ့နော်။အိမ်မြောင်။အဲ့အဲ့အဲ့ဒီအိတ်တွေအော်ကျွန်တော်တို့ဒီအိမ်မြောင်စကားလေးကိုကျွန်တော်ညီကောင်မောင်တို့မှာတန်းနိုင်ဆုံးအကောင်းဆုံးဖြစ်အောင်စူးစမ်းပြီးရည်ကူးထားပါရယ်အဲအချိန်ကာလလေးလေးကြာသွားပြီဖြစ်တဲ့အတွက်ချုပ်ပလော့လေးတွေကတော့ဟောင်းနေဟောင်းနေပါလိမ့်မယ်ဒါမှမဟုတ်အဲ့ဒီအချိန်တော့ကျွန်တော်တို့အကောင်းဆုံး နော်ကျွန်တော်တို့ရဲ့အစွမ်းရှိသမျှအကုန်လုံးအဲ့ကျွန်တော်လုတ်ခဲ့ကြတာပါမတ်လ13ဒါမှမဟုတ်လို့ရှင်16မှာယုံတင်ပါမယ်လာရောက်ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်ပါခင်ဗျာအားလုံးကျေးဇူးများကြီးပါ